ခါတော့ကလယ်သမားတယောက်ဟာ သူ့စိုက်ပြိုးတဲ့ကောက်ပဲသီးနှံအောင်မြင်လို့ဆူရတဲ့။အဲ့ဒီလယ်သမားကနှစ်စဉ်နှစ်တိုင်းလဲစိုက်ပြိုးရေးပြပွဲပြိုင်ပွဲတွေမှာဝင်ပြိုင်ပြီးစုတစိတ်တွေအမြဲရတယ်။တနစ်မှာတော့သတင်းထောက်တယောက်ကအမြဲတမ်းဆူရနေတဲ့လယ်သမားကိုအင်တာဗျူးလုပ်တယ်။အောင်မြင်တဲ့ကောက်ပဲသီးနှံတွေကိုသူဘယ်လိုဘယ်နည်းစိုက်ပြိုးတယ်လဲဆိုတာစိတ်ဝင်တစားမေးမြန်းနေတဲ့ သတင်းတော့လေလာတွေ့ရှိတာကတော့အဲ့ဒီလေသမားကသူ့ရဲ့မျိုးကောင်းမျိုးတန်တွေကို မျှဝေပေးနေတယ်ဆိုတာပဲခမရရဲ့အင်မတန်ကောင်းမွန်လာတဲ့မျိုးကောင်းမျိုးတန်တွေကိုဘာကြောင့်အခြားသူတွေကို မျှဝေပေးနိုင်ရတာလဲလေသမားကသတင်းတော့ကိုကောက်နှံတွေဝိမုံကူးတဲ့တဘာဝကိုပြောပြတယ်ဝိမုံကူးတဲ့အတွက်နီးဆက်ရလေကွက်တစ်ခုနဲ့တစ်ခုမျိုးတွေရောရှက်တတ်တာကို ရှင်းပြတယ် လယ်သမားကြီးကဘာဆက်ပြောတယ်လဲဆိုတော့တကယ်လို့အရေးအသွေးညံ့ဖျင်းတဲ့ကောက်နံတွေကိုကျွန်တော်လေအနီးနားချင်းတွေကစိုက်ပြိုးထားကြမယ်ဆိုရင်ဝိမုံကူပြီးကျွန်တော်လေခွက်ထဲကကောက်နံတွေလဲအရေးအသွေးတဖြည်းဖြည်းချင်းရုတ်ရော့ကျဆင်းလာမှာပဲကျွန်တော်ဟာအရေးအသွေးကောက်တဲ့ကောက်နံမျိုးကိုစိုက်ပြိုးထုတ်လုပ်ခြင်းနဲ့ဆိုရင် ကျွန်တော်လေနီးချင်းတွေကိုလဲမျိုးကောင်းမျိုးတန့်စိုက်ပြိုးနိုင်အောင် ကျွန်တော်က အခုအညီပေးရမှာပါလို့လယ်သမားကြီးကသတင်းတောက်ကိုရှင်းပြပါတယ်